အပိုင်း991ရဲ့အဆောင်မှာတော့နာမီကလူဖီကိုစန်ဂျီကိုတကယ်တွေ့လိုက်တာလားဆိုပြီးမေးနေခဲ့ပါတယ်။ဂေရိုကတော့သူမလေးလူဖီကိုမြင်လိုက်ချင်တာကြောင့်ရွက်တိုင်ပေါ်ကိုတက်လာခဲ့ပေမဲ့စန်ဂျီကိုမမြင်လိုက်ရပါဘူး။အဲ့ဒီအချိန်လူဖီကတော့ဂုဏကလေးတင်ဒီနောက်မှာစန်ဂျီကိုသူတွေ့လိုက်ရတာသိကြပါတယ်လို့ကြောင်တော်တော်နဲ့ပြောရင်းအော်ဟစ်နေပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကဂန်ကတ်ဖို့အတွက်ပြင်ဆင်ခဲ့ပြီး Channel 3ငမန်းရင်ငုတ်တင်မောကိုဝမ်းမိုက်ထဲကနေထုတ်လိုက်ပါတယ်။ဘရိုကတော့သူ့အနေနဲ့ပိုနီကလစ်ကိုခိုးယူမဲ့အစီအစဉ်မှာပေဒရိုနဲ့အတူလိုက်သွားတော့မယ်လို့လူဖီကိုလမ်းပြောပါတယ်။ ဒါကိုကြတော့ပေရူကသူတယောက်တည်းဒီခီးစဉ်ကိုထွက်ခွာခြင်းပေမဲ့စိတ်ထဲမှာအထီးကျန်သလိုဖြစ်နေခဲ့တာကြောင့်ဘရုတ်ကိုခေါ်သွားလိုက်တာဖြစ်ကြောင်းရှင်းပြပါရယ်။အဲဒီနောက်မှာတော့ဘရုတ်ကသူ့ရဲ့ဝိညာဉ်ကိုထုတ်လွှတ်လိုက်ပြီးအစာကလေးကခိုးယူတဲ့နေရာမှာကျွမ်းကျင်တာဖြစ်တာကြောင့်ဒီတာဝင်ကိုခြေပုံအောင်ထမ်းဆောင်မယ်လို့ကြွေးကြော်လိုက်ပါရယ်။လူဖီကတော့သူတို့အဖွဲ့ဆန်ကြီးနဲ့ပူရင်းကိုရှာတွေ့ပြီးတာနဲ့ဒီဂျုံကနေလစ်ဖို့အတွက်သင်းမောပေါ်မှာပဲပြန်လာစောင့်နေမယ်နော်လို့ပြောလိုက်ပါရယ်။ပေရူကအခုချိန်ကစပြီးသူတို့အားလုံးမှာအခက်အခဲကိုစီပေါ်ပေါက်လာတော့မှဖြစ်တာကြောင့်ဘကွန်ပြောခဲ့တဲ့စကားတွေကိုမင်းမသွားဖို့အတွက်တတိပေးနေပါရီ လူဖီကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့အားလုံးကိုစိတ်မပူဖို့အတွက်ပြောရင်အစာကလေးကဒီခီးကကြမ်းတမ်းမယ်ဆိုတာကိုသူတို့အားလုံးကကိုယ်တိုင်ယိမ့်မိထားပြီးသားလို့ဆိုပါရယ်အဲ့ဒီနောက်မှာတော့သူတို့ကမြို့ရဲကိုရင်ငုံသင်းမောင်းနဲ့ခိုးဝင်တော့မယ်ဘရုတ်နဲ့ပယ်ရူတို့နှစ်ယောက်ကိုကန်ကောင်းပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်။ရင်ငုံသင်းမောင်းပေါ်ရောက်ရောက်ချင်းမှာပဲဘရုတ်ကစွမ်းရင်အားလုံးကိုသင်းမောင်းရဲ့ဝမ်းပိုက်ထဲကိုထုတ်လွှတ်လိုက်ပြီးအနက်15မီတာကိုသွားလိုက်ပြီးအောက်ဆီဂျင်ရောကိုလာရောအခြေအနေကောင်းမှုအတွက်ပြင်ဆင်လိုက်ပါတယ်။ဒီလိုနဲ့သူတို့က Big Mom ရဲ့ရဲတိုက်ရှိတဲ့ဒီနေရာကိုရေစီးကြောင်းတိုင်းဆန်တက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တဖက်မှာလေလူဖီကတင်းမောဘော်ကနေခုံဆင်းလာခဲ့ရင်နောက်ဆုံးမှာတော့ big mom ရှိတဲ့ကျုံးမော်ကိုခြေချနိုင်ခဲ့ပြီးကွာလို့အားရပါးရအောင်ဟင်းနေပါရီနောက်ပြီးသူကဒီမာလွန်းနဲ့ကိမုံတိတီတွေနဲ့ပြုတ်လောက်ထားတဲ့အဆောက်အုံတွေကိုကြည့်ရင်ကျုံးတစ်ခုလုံးကတော်တော်လေးကိုအလန်းစားဆန်တယ်လို့ပြောပါရီနာမီကတော့ဒီတစ်ခါကျုံးကိုခြေချတာကစွန့်စားကန်းဖွင့်မှာမဟုတ်တလို့တိုက်ခိုက်မှလည်းမဟုတ်တာကြောင့်စံကြီးကိုပြန်လဲကဲတင်ပြီးတာနဲ့အမြန်ဆုံးထွက်ခွာရမယ်ဆိုပြီးတတိပေးလိုက်ပါရီအဲ့လိုမဟုတ်ဘဲခြေချော်လက်ချော်တွေဖြစ်ပြီး A grade တပားကိုသွားရောက်ရန်စားမိမယ်ဆိုရင်အကုန်လုံးဒီကျုံးကနေအသက်မပါဘဲပြန်သွားရလိမ့်မယ်လို့ရှင်းပြနေပါတယ်။ဒါကိုဂယူမဆိုင်တဲ့လူဖီကစံကြီးနဲ့ပူရင်းတို့ရဲ့နာမည်တွေကိုကျဲလောင်စွာအဟစ်နေခဲ့ပြီးရန်သူတွေကိုတရီထားမိအောင်လုပ်နေတယ်လို့ဖြစ်နေခဲ့တာကြောင့်နာမီကကျုံးကျုံးပေါ်ကိုရောက်ရှိတိုင်းအဲ့လိုမျိုးအဟစ်တတ်တဲ့အကျဉ်းစိုးကြီးကိုပြင်သိမိဆိုပြီးရန်တွေ့နေပါတယ်။အဲ့နောက်မှာတော့သူတို့ကစံကြီးကိုတွေ့လိုက်ရတာကရောတကယ်ဟုတ်ရဲ့လားလို့လူဖီကိုမတင်ငါမေးခွန်းနေထားမိနေပါတယ်။တစ်ဖက်မှာတော့ချောပါကမြေကြီးတွေကိုကောက်စားနေခဲ့ပြီးနာမီကိုဒီဟာတွေကအရန်ကိုအရသာရှိတာကြောင့်မြေစံကြီးဖို့အတွက်အသင့်နယ်လို့တိုက်တွန်းပါတယ်။ ဒီလိုနဲ့နာမီလဲချော်ပါပြောတဲ့အတိုင်းမြေကြီးကိုကောက်စားကြည့်လိုက်တဲ့အခါမှာတော့မြေပဲလို့ရတာရှိတာကိုသိရတာကြောင့်ဒီကျွန်းကအခြားကျွန်းတွေလိုမျိုးမဟုတ်ပဲမြေကြီးတွေကအစမုံနေတဲ့တိစောက်ဖွဲ့စည်းထားတာလို့ပြောနေပါတယ်။ချော်ပါကတော့ဖြစ်နိုင်ရင်သူ့အနေနဲ့ဒီကျွန်းမှာသာတစ်သက်လုံးနေလိုက်ချင်တယ်လို့အော်ဟစ်နေခဲ့ပြီးအဲဒီနောက်မှာတော့လူဖီကကုန်းမြင့်တဲ့နေရာအပေါ်ကနေခုနကလေးရင်ဒီနေရာမှာစံကြီးမတ်တက်ရက်နေတာကိုမြင်ခဲ့ရကြောင်းရှင်းပြနေခဲ့ပါတယ်။နာမီကတော့လူဖီကမလိန်တတ်တာကိုသိပေမဲ့ဘာဖြစ်လို့ဟိုဒနာယူကမျက်စိတမိတ်အတွင်းမှာပျောက်ကွယ်သွားရတာလဲဆိုပြီးပြောနေခဲ့ပါတယ်။ အဲ့ဒီအချိန်ရုတ်တရက်တောအုပ်တစ်ခုရဲ့တစ်ပင်အောင်မှာစံကြီးကမတ်တက်ရက်နေတာကိုလူဖီကတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူတို့အားလုံးထင်ထားခဲ့သလိုစံကြီးကပြန်မထူးပဲတောထဲကိုဝင်သွားခဲ့တာကြောင့်လူဖီနဲ့ချော်ပါကဒီကောင်မသူကိုအတူတူပုံနှံကစားနေရတယ်ဆိုပြီးတောထဲကိုလိုက်သွားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့တောအုပ်ထဲကိုရောက်တဲ့အချိန်မှာတော့ထုံးစံအတိုင်းစံကြီးကထပ်မံပျောက်ကွယ်သွားခဲ့ပြီးတကြားလုံးနဲ့တိဆောက်ထားတဲ့အိမ်နဲ့တံတားတွေကိုသာလူဖီတို့ကထပ်မံတွေ့ရှိလိုက်ရပါတယ်။နာမီကတော့အခုဆိုရင်၃ရောက်တောင်မှစံကြီးကိုတွေ့လိုက်ရပြီဖြစ်တာကြောင့်မျက်လုံးမှားတာတော့မဖြစ်နိုင်တော့ဘူးဆိုပြီးပြောနေခဲ့တာပါ။ ီးတော့ဒီမှာကဘာဖြစ်လို့အခုလိုမျိုးထွက်ပြေးနေရတာလဲဆိုတဲ့အကြောင်းရင်းကိုစဉ်းစားနေခဲ့ပြီးအတိတ်တုန်းကစန်းကြီးပြောခဲ့ပူတဲ့စကားတချို့ကိုပြန်လည်ကြားယောင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းလူဖီတို့ကသူတို့အနေနဲ့စန်းကြီးကိုခက်ခက်ခဲခဲလာခေါ်ရတာဖြစ်တာကြောင့်အခုချက်ချင်းပုံနေရာကနေထွက်လာပြီးသူတို့နဲ့လိုက်ခဲ့ဖို့အတွက်ခေါ်နေပါတယ်။အဲဒီနောက်မှာတော့လူဖီကလူစုခွဲပြီးတောအုပ်ထဲမှာရှာဖွေကြမယ်လို့အမိန့်ပေးနေခဲ့တာကြောင့်နာမီကအဖြစ်ဆိုးတွေကိုထပ်မကြုံကျင်မှုဆိုရင်ရန်သူနယ်မြေထဲမှာတယောက်တည်းခွဲထွက်ဖို့အတွက်ဆုံးဖြတ်ချက်ချစရာမလိုကြောင်းဝင်ပြောလိုက်ပါတယ် နောက်ပြီးနင်တို့အားလုံးရဲ့ပုံစံကလူပြောက်ရှာဖွေမှာထက်ဆိုင်ရင်မိမိသမ ्या အချိုးချင်းအားလုံးကိုစားကျင်နေတဲ့စိတ်ကပိုများနေတဲ့ပုံပေါက်တယ်လို့ဆိုပါရည်အဲဒါကြောင့်ဆန်ဂျီကိုရှာဖွေဖို့အတွက်သူမကဦးဆောင်มาဖြစ်ပြီးလူဖီတို့၃ယောက်ကိုသူမနောက်မှာပဲနေဖို့အတွက်အမိန်ပေးလိုက်ပါရည်ဒါပေမဲ့ထုံးစံအတိုင်းစကားနားမထောင်တဲ့လူဖီကလှုပ်ချင်ရလှုပ်ဖို့အတွက်သာစိတ်အားထက်သန်နေခဲ့ပြီးဂျန်နဲ့၂ယောက်ကိုခေါ်ဆောင်ပြီးတောအုပ်ထဲကိုပြေးဝင်သွားခဲ့ပါရည် အဲဒီနောက်မှာတော့၃ယောက်ကတောအုပ်ထဲမှာတွေ့သည်မချိုချင်တဲ့မုံနေအားလုံးကိုသဘောကျနေခဲ့ပြီးဟိုကောင်စန်ကြီးကလည်းငါတို့ကိုပုံနေတာဒီမုံနေကြောင့်ပဲဖြစ်မယ်ထင်တယ်လို့ချော့ပါကပြောနေခဲ့ပါတယ်။နောက်ပြီးသူတို့၃ယောက်ကကျိုးမုံမှာရှိတဲ့အရာတွေအားလုံးကိုအရသာမြည်ဆက်နေခဲ့ကြပြီးဘယ်အရာကဘလောက်ထိကောင်းမွန်လဲဆိုတာတယောက်နဲ့တယောက် food blogger အထားဖမ်းပြီး review တွေပေးနေကြပါသေးတယ်။နာမည်ကတော့သူမတို့အနေနဲ့စန်ကြီးကိုပြန်လာခေါ်တာဖြစ်တာကြောင့်အခုလိုမျိုးရန်သူနယ်မြေထဲမှာပျော်ပွဲစားထွက်နေတဲ့ပုံစံလုပ်နေတာတွေကိုတော်တော်လေးအမြင်ကပ်တယ်လို့လူဖီကိုပြောလိုက်ပါတယ် လူဗီကလည်းစန်းကြီးကိုဒီကိစ္စကိုဦးစားပေးခြင်းပဲမဲ့ချိုချင်နေကလက်ညှိုးထိုးမလွှဲဖြစ်နေခဲ့တာကြောင့်စားကျင်စိတ်ကိုဒါစီမရဘူးလို့ပြန်ရှင်းပြပါရည်ဒီလိုနဲ့ချောပါကသူတို့အားလုံးရှိမှမြင်နေရတဲ့ဒိုနတ်ဒရာကြီးကိုလက်ညှိုးထိုးပြလိုက်ပြီးဒါကြီးကိုရောစားလို့ရမလားလို့ပြောနေပါရည်အဲ့ဒီအချိန်ရုတ်တရက်ရေထဲကနေအီယာမမိချောင်းကြီးတောင်ထွက်ပေါ်လာခဲ့ပြီးအားလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါရည်ဒါဝုံမြင်တော့လူဖီကတဖက်ကန်းကိုအမြန်ဆုံးကူးဖို့အတွက်အားလုံးကိုသတိပေးလိုက်ပေမဲ့ကန်ဆိုးစွာနဲ့ပဲနာမီတယောက်ချေချောလဲကျသွားခဲ့တာကြောင့်လူဖီလည်းအမြန်ဆုံးကယ်တင်လိုက်ရပါသေးတယ် ်ဂေရိုကတော့သူမအနေနဲ့ဒီတစ်ခါရန်သူကိုရင်ဆိုင်ညင်ညောင်းတောင်းဆိုနေခဲ့ပေမဲ့လူဗီကခွင့်မပြုခဲ့ပါဘူးအဲ့ဒီအချိန်တဖက်ကမိချောင်းကလည်းသူတို့ကိုဂယူဆိုင်တဲ့ပုံစံနဲ့ထွက်သွားခဲ့တဲ့အပြင်ခနာကူမာလည်းအုတ်ထုံးနဲ့လွယ်အိတ်တွေဝစ်ဆင်ထားခဲ့တာကြောင့်နာမီကဒီတော့ကတော်တော်ထူးဆန်းပြီးအန်နီရဲ့များတွေလိုအောင်နေပါရီနောက်တစ်ခါမှတော့နာမီကပူတင်းပေးခဲ့တဲ့ဂရီအတိုင်းစန်ဂျီကိုတင်းမောပေါ်မှာပြန်ဆောင်မှုအတွက် ပြောနေခဲ့ပြီးရှေ့မှာဖြစ်ပျက်သွားတဲ့အတားအဆီးတွေကတော်တော်လေးကိုများနေတယ်လို့သတိပေးနေပါရယ်။လူဗီကတော့ဘလောက်ထိအနေရများများအခုမြင်နေရတဲ့အတားအဆီးတွေကိုတစ်ချက်ခုန်ကူးလိုက်ုံနဲ့အားလုံးကြောဖြတ်သွားနိုင်မှာပါလို့ပြန်ပြောပါရယ်။နောက်ပြီးအဲ့ဒီပုံစံအတိုင်းပဲအခက်ခဲတွေကိုကြောဖြတ်လာတာဘယ်နဲ့ကျွန်းရှိပြီးမှန်းအောင်လက်ချိုးရည်လို့မရဘူးလို့ဆိုပါရယ်။အဲ့ဒီနောက်မှာတော့နာမီကတစ်ဖက်မှာလူဗီနောက်တစ်ယောက်ကိုထပ်မံတွေးရှိလိုက်ရတာကြောင့်အံ့ဩသွားခဲ့ပြန်ပါရယ်။ဒါကိုဒေါသထွက်သွားတဲ့လူဗီကသူကဘာလုပ်လဲဆိုပြီးတစ်ဖက်ကကောင်ကိုလှမ်းမိလိုက်ပါရယ်။လူဗီနောက်တစ်ယောက်ကလည်းသူပြုတ်မှုတဲ့ပုံစံအတိုင်းပဲလိုက်လုံနေခဲ့ပါရယ်။ ။နာမီကတော့အခုလိုမျိုးသွေးပြက်စရာမြင်ကွင်းကိုမြင်လိုက်ရတာကြောင့်လူဖီအစ်စ်ကဘယ်တယောက်မှန်းဆိုတာသူမှလည်းဝေဝဲလို့မရတော့ပါဘူး။အဲ့ဒီချိန်ချောပါကတစ်ဖက်ကလူဖီကပုံရိပ်ရောင်သားဖြစ်ကြောင်းရှင်းပြပြီးဝိစင်ထားတဲ့အဝိစားတွေကဘယ်ညာလွဲနေရလို့ရှင်းပြခဲ့ပါလိမ့်။တစားတဲမှာပဲသူတို့အားလုံးကအသေးပေပေါ်မှာထိုင်နေတဲ့စံကြီးကိုတွေ့လိုက်ရတာကြောင့်ဝိုင်းမီနှုတ်ဆက်ခဲ့ကြပေမဲ့ဒီတစ်ခေါက်မှလည်းထွက်ပြေးလို့သွားခဲ့ပြန်ပါလိမ့်။အဲဒီနောက်မှာတော့လူဖီကချော့ပါနာမီနဲ့ကဲရော့ကိုစံကြီးကိုလိုက်လံဖမ်းဆီးဖို့အတွက်အမိန်ပေးလိုက်ပြီးနာမီကတော့တောအုပ်ကရန်ကုန်အန်ဒီယံများတာကြောင့်တတိထားဖို့အတွက်လမ်းဝင်နေပါလိမ့်။ အဲ့ဒီအချိန်စံကြီးရဲ့နောက်ကိုလိုက်သွားကြတဲ့နာမီရောအုပ်စုကတကြားလုံးပန်းကင်းကြီးကိုဖျက်ပြေးနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပုံရိပ်ရောင်နေတဲ့တိုက်ခိုက်နေတဲ့လူဖီကသူ့ရဲ့ပစ္စတိုလက်သီးတွေကိုမိုးရွာသလိုရွာနေခဲ့ပြီးမင်းကဘယ်သူလဲလို့မေးလိုက်ရင်ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။အပိုင်း992ရဲ့အဆောက်မှာတော့နာမီရောအုပ်စုကစံကြီးရဲ့နောက်ကိုလိုက်နေကြပါတယ်။အဲ့ဒီအချိန်ရုတ်တရက်အလန်းရဲ့အလေမှာဘလူးကြီးတကောင်မြေကြီးတဲ့တဝက်မြုပ်နေရတာကိုသူတို့အားလုံးတွေ့လိုက်ရတာကြောင့်ရက်တန်းလိုက်ကြပါတယ်။ ဘလူးကြီးကသူတို့အခုလိုမျိုးတွေ့ရတာကိုကြောက်လန့်နေတာလားဆိုပြီးမေးလိုက်ပေမဲ့ချော်ပါကအခုလိုမျိုးမင်းကိုဖြစ်အောင်ဘယ်သူကလှုပ်ထားတာလဲလို့မေးလိုက်ပါတယ်။နောက်ပြီးအခုလိုမျိုးကိုလုံးတဝက်မြေကြီးထဲမြောက်နေတာကတော်တော်လေးကိုအဆင်မပြေတဲ့ကိစ္စပဲလို့ဆိုပါတယ်။အဲ့ဒီအချိန်ဘလူးကြီးကသူ့ဘာသာသူမြေကြီးထဲဝင်ပြီးဆော့နေတာလို့ပြန်ဖြေလိုက်တာကြောင့်မင်းကိုယူလိုမျိုးစိတ်ပူပေးမိခဲ့တဲ့ငါကငါပဲအပြစ်တင်လိုက်ချင်တယ်လို့အော်ဟစ်နေခဲ့ပါတယ်။ဒီလိုနဲ့နာမီကအရန်ဒေါသထွက်နေတဲ့ချော်ပါကိုစိတ်ထိတ်မှုအတွက်ပြောဆိုနေပြီးသူကအဲ့ဒီနေရာကနေထွက်သွားဖို့အတွက်လှုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ဘလူးကြီးကသူ့ကိုတောင်းတနေတဲ့အရာကပန်းသီးဖြော်ရည်ပဲလို့ပြောနေခဲ့ပြီး မင်းတို့ဘယ်ဘက်ကိုသွားမယ်ဆိုရင်ပန်းသီးဖြော်ရည်တွေစီးစင်းနေတဲ့ရေတံခွန်တစ်ခုကိုတွေးလိုက်မယ်လို့လမ်းပြောနေခဲ့ပါတယ်။နာမီကတော့အခုလိုမျိုးဒေါသထွက်နေတာကအကျိုးမရှိကြောင်းနဲ့လူဖီပြောလိုက်တဲ့စကားတွေကိုလည်းသတိရအောင်လို့ချော့ပါကိုဆုံးမနေခဲ့ပါတယ်။အဲ့ဒီအချိန်ဘလူးကြီးကမင်းတို့စန်ကြီးဆရက်ကောင်ကိုလိုက်ရှာနေတာမှလား။အဲ့ဒီကောင်ကအခုဟိုဘက်ကိုထွက်သွားတယ်လေလို့လမ်းပြောလိုက်တာကြောင့်ချော့ပါကဟုတ်လားလို့ပြန်မိခဲ့ပါတယ်။နာမီကတော့အခုလိုမျိုးပေါက်တက်ကြရတွေပြောနေတဲ့လူတယောက်ရဲ့စကားကိုနားမယောင်နေဖို့နဲ့ကိုယ့်လောက်ကိုသာဆက်လုပ်ဖို့အတွက်ချော့ပါကိုဆုံးမနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲဘလူးကြီးကတကယ်လို့သူ့ကိုပန်းသီးဖြော်ရင်လည်းတိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်းနဲ့ပတ်သက်တဲ့နှိဝတ်ချက်တွေကိုပြောပြပေးမယ်လို့အပေးယူလုပ်လိုက်ပါတယ်။အဲ့ဒီအချိန်ကဲရော့ကချုံပုတ်သေးကနေထွက်လာတဲ့ရုံကောင်ကိုလမ်းမြင်လိုက်ရတာကြောင့်နာမီနဲ့ချောပါကိုသတိထားဖို့အတွက်လှမ်းအောင်လိုက်ပြီးသူမကတော့ရန်သူကိုယင်ဆိုင်မှုအတွက်အသင့်ပြင်ခဲ့ပါတယ်။နာမီကအခုလိုမျိုးတိုက်ခိုက်မနေဖို့နဲ့စံကြီးကိုရှာတဲ့ကိစ္စကိုသာဦးစားပေးစေခြင်းကြောင့်ပြောလိုက်ပြီးဒီနေရာကနေအမြန်ဆုံးထွက်ခွာဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ နောက်တစ်ခါမှတော့နာမီကအသေးပင်နေတဲ့မိချောင်းတွေကစကားပြောလို့ပြောနောက်ပြီးရုံကောင်ကပါသူတို့ကိုတတ်ဖို့ကြံစီနေတဲ့ထူးဆန်းတဲ့တောအုပ်ကြီးကိုစိတ်ပြတ်လာပြီလို့ပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့အခြေအနေကနောက်ကိုပြန်လဲမယ်ဆိုရင်လည်းလမ်းကိုကောင်းကောင်းမှတ်မိနိုင်နေသေးတာမို့လို့လူဖီစီကိုပြန်သွားကြမယ်လို့ဆိုပါတယ်။ချောပါကတော့ဒါဆိုရင်စန်ကြီးကိုရှာမဲ့ကိစ္စကိုအဆုံးသတ်လိုက်တော့မှလားလို့ဆိုပြီးသူကမေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာနာမီကအခုသူမတို့မြင်နေရတဲ့စံကြီးကလည်းပုံရိပ်ရောင်လာအစ်စ်လားဆိုတာကိုခွဲခြားမရသေးတာမို့ဘာလို့ဘာမှမရရတဲ့အခြေအနေတစ်ခုပဲလို့သူကပြန်ပြောပါရည် ။နောက်ပြီးတကယ်လို့သာသူတို့တွေ့ခဲ့တဲ့ဆန်ကြီးကအဆစ်ဆိုလို့ရှိရင်အဲ့လောက်ထိလက်တီငိမ့်နေမှာမဟုတ်ဘူးလို့ဆိုပါရည်။အချင်းနေရီအားလုံးကိုသဘောပေါက်သွားတဲ့အခါမှာတော့ချောပါကဒါဆိုရင်အခုချိန်ကစပြီးလူဗီရှိတဲ့နေရာစီကိုနောက်ကြောင်းပြန်လှည့်ကြရအောင်လို့ပြောလိုက်ပါရည်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲနာမီလက်ထဲကတန်လိုက်အမြောင်နေအပြင်တစ်တော်ရဲမှာရှိတဲ့နိုင်ဒီကပါမရက်တန်နိုင်အောင်လဲပတ်နေခဲ့တာကြောင့်သူတို့အားလုံးဘာလို့လွတ်လို့ရမှန်းမသိဖြစ်ကုန်ကြပါပြီ။အဲ့နောက်မှာတော့ဒေါ့ရဲ့ပုံစံကတဖြည်းဖြည်းမသိမသာပြောင်းလဲလာခဲ့ပြီးဒေါ့၆တို့လိုပုံစံဖြစ်လာခဲ့တာကိုကေရော့ကသတိထားမိနေခဲ့ပါတယ်။ အဲ့နောက်မှာတော့အစ်ပင်ပန်းမင်းနေနဲ့နွယ်ပင်ပန်းဝင်တွေကအစားတပ်ဝင်လှောက်ရှားလာခဲ့ပြီးတော့လူသားတိုင်းကစားကြရအောင်ဆိုတဲ့အတန်ဒီကလည်းတရောလုံးစုညံနေပါလေ။ဒါကိုရိမ့်မိသွားတဲ့နာမီကအချောပါကိုပုံစံပြောင်းခိုင်းပြီးတော်ရဲကနေအမြန်ဆုံးထွက်ပြေးဖို့အတွက်ပြောနေခဲ့ပေမယ့်လမ်းကြောင်းတွေအလုံးကလှဲ့ပတ်လေလေနေရာကြောင့်အလုံးအခက်တွေ့နေရပါလေ။ဒါ့အပြင်နောက်ဖက်မှာလည်းကြက်စင်တစ်ကောင်ကိုစီးထားတဲ့ရုံတစ်ကောင်ကသူတို့ကိုလိုက်တက်ဖို့လုပ်နေခဲ့တာကြောင့်စုပ်လဲစူးစားလဲယူဆိုတဲ့အခြေအနေကိုရောက်ရှိနေခဲ့တာပါ။ ကြရောကတော့အခုသူမတို့နောက်ကိုလိုက်နေတဲ့ယုံကမိမျိုးနဲ့ပုံစံပေါက်နေပေမဲ့တီရှာကြည့်ရင်တော့မိအနေနဲ့လုံးဝမတူဘူးလို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအသက်ဝင်လာတဲ့တစ်ပင်ဘမ်းမီနီကတခင်ကြီးဘရူလီရဲ့အမဲလိုက်ချင်းခံနေရတဲ့သားကောင်ကဘယ်သူများဖြစ်သွားနိုင်မလဲဆိုတဲ့သချင်းကိုစိုးနေကြပါတယ်။အဲ့ဒီအချိန်အနောက်ကလိုက်လာတဲ့ယုံကိုကြရောကသူမရဲ့လျှက်စစ်အစွမ်းကိုအသုံးပြုပြီးနောက်ပြန်ကန်ချမ်းနဲ့ခုံပေါက်တိုက်ခိုက်လိုက်ပါတယ်။ပြီးတော့သူမကကြက်စင်ကိုပါရှော့ရိုက်ပေးလိုက်ပြီးဒီကောင်တွေလည်းတော်တဲ့ကိုတစ်ဖန်ပြန်ပြီးဝင်ပြေးသွားခဲ့ပါတယ်။ ။နောက်တော့သူတို့နောက်ကလိုက်လာတဲ့ယုံက Randolph ဖြစ်ပြီးသူက Big Mom Pirate ရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ Randolph ကထွက်ပြေးသွားတဲ့ Gerald ရဲ့အဖွဲ့ကိုသူ့ရဲ့လှန်ထဲပြစ်ပေါက်လိုက်ပြီးဓာစီဖို့အတွက်ကြိုးစားလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Jeremiah City စစ်ဌာနချုပ်ထဲမှာစံကြီးတယောက်လမ်းလျှောက်နေခဲ့ပြီးပြက်စီးနေတဲ့နေရန်တစ်ခုကိုကြည့်နေခဲ့ပါတယ်။အဲ့နောက်မှာတော့သူကအတိတ်တစ်ခုကိုပြန်လဲမြင်အောင်လာပါလေ။အဲ့ဒီအချိန်ယွန်ကြီးကရောက်ရှိလာပြီးမင်းလိုမျိုးရှုံးသမားတစ်ယောက်ကပင်လယ်တစ်များတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမတွေးထားခဲ့ဘူးဆိုပြီးပြောနေခဲ့ပါလေ ။ဇန်ကြီးကတော့သူ့အနေနဲ့မိသားစုဆိုတဲ့အရာလဲဘဝမှာမရှိခဲ့သလိုမင်းတို့လိုကောင်းနေလဲစကားပြောစရာစောက်ချောင်းတစ်ခုမှမရှိဘူးလို့ညှင်းလွန်နေပါရည်။ဒါကိုကြတော့ယွန်ကြီးကအခုလိုမျိုးဘေကမောင်မြင့်တမီးကိုလက်ထပ်ရမယ့်ကန်ထူးခွင့်ကိုလက်လွတ်ခဲ့တဲ့မင်းကတော်တော်လေးကိုပိန်းနေကောင်းမယ်လို့မခန့်ကြအောင်ပြောဆိုနေခဲ့ပါရည်။ဒီလိုနဲ့တယောက်နဲ့တယောက်မခန့်ကြအောင်ပြောဆိုနေကြရင်ညီကိုနှစ်ယောက်ရဲ့ရန်ပွဲကစတင်လို့လာခဲ့ပါရည်။တဖက်မှာလေ Randolph ပြေလွှတ်လိုက်တဲ့လမ်းကို Gerrard ကရှောင်တိန်လိုက်တာကြောင့် Blue Blue ကြီးရဲ့ကြောကုန်းကိုလာဆိုင်ခဲ့ပါတယ် ဒီလိုနဲ့ကေရော့တို့ဖွဲ့လဲဆက်လက်ထွက်ပြေးလာခဲ့ရင်ချိုးချင်ပန်းကင်းကြီးကိုတွေ့လိုက်ရတာကြောင့်လူဖီစီကိုပြန်ရောက်မဲ့လမ်းကတိတ်မလို့တော့ဘူးလို့သူမကပြောနေပါရယ်။အဲ့ဒီအချိန်တစ်ဖက်မှာလဲပုံရိပ်ရောင်နဲ့တိုက်ခိုက်နေရတဲ့လူဖီကဂီယာ3ကိုထုတ်သွုံးပြီးအဆုံးသတ်ဖို့လုပ်လိုက်ပေမဲ့တစ်ဖက်ကပုံရိပ်ရောင်ကလည်းတူညီတဲ့စွမ်းကိုအသုံးပြုပြီးတိုက်ခိုက်လိုက်တာကြောင့်တိုက်ပွဲကပိုမိုပြင်းထန်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါရယ်။ဒါဆက်ထဲမှာပဲနာမီတို့ဖွဲ့ကရောက်ရှိလာပြီးအ мян ဆုံးပင်လဲစိတ်ကန်းကိုပြန်ပြီးသွားကြရအောင်လို့လမ်းအော်လိုက်ပါရယ်။ နောက်ပြီးသူတို့ရဲ့နောက်မှာလည်းရုံတကောင်ကလိုက်လာပြီးဖြစ်တာကြောင့်အမြန်ဆုံးဒီတောအုပ်ထဲကနေထွက်သွားဖို့လိုအပ်နေပြီလို့အော်ဟစ်နေခဲ့တာပါအဲဒီနောက်မှာတော့သူတို့ကဒိုးနဲ့တရားကိုမြင်လိုက်ရတာကြောင့်မြစ်ကိုဖြတ်ကူးပြီးရင်တောအုပ်ရဲ့ပြင်ဘက်ကိုရောက်တော့မယ်လို့ဂဲရော့ကပြောလိုက်ပါတယ်အဲဒီအချိန်သူတို့နဲ့ပါလာတဲ့လူဖီကဆန်ကြီးရဲ့ခြေနေကိုမေးမြန်းခဲ့တာကြောင့်နာမီကသူလဲပုံရိပ်ရောက်မယ့်နေမှာပါလို့ပြန်ဖြေပါရီဒါပေမဲ့ကန်ဆိုးစွာနေပဲမြစ်ကိုဖြတ်ပြီးမှအပြင်ဘက်ကိုမရောက်ဖ ೇನೆ ဆောနာကလူဘလူးကြီးရှိတဲ့နေရာကိုပြန်ရောက်လာခဲ့တာကြောင့်သူတို့အားလုံးအံ့ဩသွားပါရီ လူဘလူးကြီးကတော့သူ့ရဲ့နောက်ကစိုက်နေတဲ့လှံကိုဆွဲနှုတ်ပေးဖို့အတွက်တောင်းဆိုနေကြတာပါအဲဒီနောက်မှာတော့လူဘလူးကြီးကမင်းတို့ကောင်တွေဒီတော့ထဲကနေဘာလို့ထွက်လိုက်ဝင်လိုက်လုပ်နေကြလဲလို့မင်းနေတော့မှာပဲပြာရခတ်နေတဲ့နာမီတို့အဖွဲကထွက်ပြေးသွားခဲ့ပြန်ပါလေဒါပေမဲ့လည်းထုံးစံအတိုင်းလူဘလူးကြီးရှိတဲ့နေရာကိုပဲပြန်လဲရောက်ရှိလာခဲ့တာကြောင့်နာမီကအံ့ဩလို့နေပါပြီအဲဒီနောက်မှာတော့သူမကရွေလျားနေတဲ့တစ်ပင်ပန်းမင်းတွေကိုတွေ့ရှိသွားခဲ့ပြီးဘီနာမှာရှိတဲ့လူဖီကလည်းတဖြည်းဖြည်းမူမမှန်တဲ့ပုံစံကိုပြောင်းလဲလို့လာပါလေဒီလိုနဲ့လူဖီဟန်ဆောင်ထားတဲ့မကောင်းဆိုးဝါးကနာမီရဲ့လေဘင်းကိုဖတ်လိုက်ပြီး ဒါရီအလုံးကမြူဆွဲခြင်းတည်သားလို့ခေါ်တဲ့အစွမ်းလို့ဖြစ်ကြောင်းကိုရှင်းပြလိုက်ပါရီတစက်ထဲမှာပဲမကောင်းဆိုးဝါးကတည်သားဆုံးမကြီးအတွင်ကိုပြောင်းလဲသွားပြီးသူမရဲ့နာမည်ကဘရူလီလို့မိတ်ဆက်လိုက်ပါရီနောက်ပြီးသူမအနေနဲ့အခုလိုမျိုးလှပပြီးချင်းစရာကောင်းတဲ့ပုံစံမျိုးကိုပိုင်ဆိုင်ထားတဲ့နာမည်နဲ့ဂဲရိုရီရဲ့မျက်နှာတွေကိုစုပ်ပြတ်သက်သွားအောင်ကုတ်ဖဲပြစ်လိုက်ခြင်းတယ်လို့ပြောရင်ဇလန်လီကလည်းဒီနေရာမှာရီမဲတခန်းရက်သွားခဲ့ပါရီ